တော်ဒီလာတဲ့လမ်းလေဒါရဲ့လမ်းမှာကျွန်တော်ကားမောင်းနေတော့ကားတွေကပိတ်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 နေအဲ့မှာကားရက်တဲ့အချိန်မှာအဲ့လိုအရန်ရိမ့်နေတာတွေ့တော့မှာအဲ့တော့မှငနေလောက်တာထင်နေဆိုအိမ်ုံဆက်ကြည့်တော့မှာမေးရလည်းပြောတယ်အဲ့ဒါဟုတ်တယ်ငလင်တော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 ်ကြာကြာလှုပ်နေတာစက္ကန့်30ကျော်လာမှပြီကားရက်လိုက်တဲ့အချိန်မှာအဲ့လိုရိမ့်နေတာဟုတ်ဟုတ်တော်တော်သိတာတယ်တော်တော်သိတာတယ်ကျွန်တော်အေးကွာအာရေချောင်းသိပ်ပြန်ရှည်နေမှာလမ်းနေပိတ်နေချင်းကားတွေကရက်လိုက်ပိတ်လိုက်ပိတ်လိုက်သွားလိုက်ဖြစ်နေချင်းမှာတိတိတသာပဲဗျဟုတ်အခုခုနကြုံလိုက်ရတော့တော်တော်လေးတော့ရင်ရင်ထိုးတယ်ဗျဟုတ်ဟုတ် 酱牛肉哇，这家里往里面炖哇，是麻蹄的肉片的嘞。<music> ျွန်တော်ဒီလိုလာတဲ့လမ်းလေလာတဲ့လမ်းမှာကျွန်တော်ကားမောင်းနေတော့ကားတွေကပိတ်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 နေအဲ့မှာကားရက်တဲ့အချိန်မှာအဲ့လိုအရန်ရိမ်းနေတာတွေ့တော့မှာအဲ့တော့မှငနေလောက်တာထင်တယ်ဆိုအိမ်ုံဆက်ကြည့်တော့မှာမေးရောလည်းပြောတယ်ငါလည်းဟုတ်တယ်ငလင်တော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 ်ကြာကြာလှုပ်နေတာစက္ကန့်30ကျော်လာမှမသိဘူးဖြစ်နေတော့အဲ့အဲ့လိုအဲ့လိုအဲ့လိုရိမ်းရိမ်းလို့တော့မူးမူးတယ်အဲ့လိုအဲ့လိုဖြစ်တယ်ကားမောင်းနေတယ်ကားရက်လိုက်တဲ့အချိန်မှာအဲ့လိုရိမ်းနေတာဟုတ်ဟုတ်တော်တော်သိတာတယ်တော်တော်သိတာတယ်ကျွန်တော်အဲ့ဟိုကအာ ဇေယောင်းသိပ္ပံရှိနေမှာလည်းနေပိတ်နေချင်းကားတွေရဲလိုက်ပိတ်လိုက်ပိတ်လိုက်သွားလိုက်ဖြစ်နေချင်းမှာတိတိတသာပဲဗျဟုတ်ဒါဘောဒါဘောဗျဟိုကျွန်တော်ကျွန်တော်အခုခုနကြုံလိုက်ရတော့တော်တော်လေးတော့ရင်ရင်ထိုးတယ်ဗျဟုတ်ဟုတ်ကျွန်တော်ကတော့ဟိုသေချာလေး online မသုံးရသေးဘူးမသိသေးဘူးဘာဖြစ်နေလဲဆိုတော့ဟုတ်ဟုတ်ကဲ့ဗျအဲဟုတ်တယ်နည်းနည်းလေးပဲခုနကကျွန်တော်ပွဲရောက်ခါစားမှအဲ့ဒီဥစ္စာကိုကြည်လိုက်နေမှလားပွဲထဲမှာကြာဖုန်းမသုံးဖုန်းဖုန်းမသုံးမှုတော့ကြာအဆင်မပြေတော့ကျွန်တော်မသိရသေးဘူးဗျဟုတ်တယ်တော်တော်လေးတော်တော်လေးကြမ်းနေတော့ကြာတယ်ဟုတ် ဟုတ်ကဲ့ဗျာကျွန်တော်လည်းဒါအခုလောလောဆယ်ပွဲထဲရောက်နေရောလေဟိုအွန်လိုင်းလည်းမသုံးဖြစ်တော့ဘာဘယ်နေရာမှာဘာဖြစ်သွားလဲတော့တရားတော့မသိသေးဘူးဒါပေမဲ့လည်းဆုံးရှုံးမှုတွေရှိတဲ့ဟာမှာတကယ်လည်းစိတ်မကောင်းပါဘူးတကယ်လည်းဘာလို့ပြရဘာလို့ပြရမှန်းတော့မသိပါဘူးစိတ်မကောင်းပါဘူးပေါ့နော်ဆိုတော့ကျွန်တော်လည်းကြည့်လိုက်ပါအောင်ပဲဗျာရေဝရဆိုရင်တော့ဟုတ်ဟုတ်ဟုတ်တယ်လို့တော့ပြောလို့ရတယ်ဗျာကျွန်တော်အဲအရက်တို့ဘီယာအဲ့လိုမျိုးအယ်ကိုဟောနဲ့နီကိုတင်းနဲ့ကျွန်တော်မကြိုက်ဘူးကျွန်တော်အားကစားလုပ်ရတာဝါသနာအရန်ပါလို့ကျွန်တော်လုပ်ဖြစ်တာပါဟိုလိုမျိုး အဲကျွန်တော်ကျမ်းမာနုပြုံနေဖို့အတွက်လောက်တာထက်ကျွန်တော်ကိုယ်တိုင်ကိုအဲ့လိုမျိုးအသွေးရဲအသားရဲရောဘလုံးကန်ရတာအားကစားလုပ်ရတာကိုနှစ်သက်ပါတယ်အဲ့ဒီအတွက်ဒီရွယ်ထီကိုအဲ့လိုမျိုး တောက်လျှောက်ကိုပေါ့နော်မပြတ်တမ်းပေါ့နော်နေ့တူရယ် life style တစ်ခုအနေနဲ့ပါကျွန်တော်လှုပ်ဆောင်ဖြစ်နေတာဖြစ်ပါတယ်ဟုတ်တောက်ချစ်ဘူးလားမတောက်ကျွန်တော်အရက်အရက်မတောက်အကူရောမတောက်တော့73နှစ်74နှစ်ထဲရောက်ရောက်ပြီဗျာ73နှစ်ထဲရောက်ပြီဗျာအဓိကကတော့မကြိုက်တာပေါ့နော်မကြိုက်တာဆိုတာအဲ့ဒီအဲအဲမတောက်ဘူးလို့မဟုတ်ဘူးအရက်တွေပါရငငယ်ကတော့တောက်ဘူးတယ်အဲ့လိုမျိုးမကြိုက်တာ ဆေးလေးတစ်ပါးကြီးလည်းတောက်တယ်ဗျာကျွန်တော်မကြိုက်တာမကြိုက်တာဆိုတော့ဘောလုံးနေပါကန်တဲ့ခါကျရင်ဆေးလေးတောက်တာဟိုလိုခေါမလဲလူများကြီးနဲ့ရှင်ပြီးကန်နေတဲ့အချိန်မှာကိုကအလကားနေနေဟိုအသုံးမကျတဲ့လူဖြစ်ဖြစ်သွားစေရေပေါ့နော်ကျွန်တော်အဲ့ခံစားချက်ကိုမကြိုက်တဲ့အတွက်မတောက်တာအရက်လည်းအဲ့လိုပါပဲဟိုမကောင်းပြောတာမဟုတ်ပါဘူးကျွန်တော်ကျွန်တော်မကြိုက်တာပါကျွန်တော်မကြိုက်တော့ကျွန်တော်အဲ့ဒါကိုနောက်တောက်ချောက်မတောက်တော့ပဲနေလိုက်တာပါဆိုတော့အဲ့ဒီသဘောပါပဲလေရီးစင်မဟုတ်ရင်တော့မှကျွန်တော်အဲ့လိုမျိုးဟိုအပျော်ရန်အဆင့်အထက်ပို့တဲ့ဒုတိယရန်အဲ့လိုထားပါတော့ဗျာကျွန်တော်တို့ငငယ်တက်တန်းအလိုက်ပေါ့နော်ဆိုတော့အဲ့ဒီအရွယ်မှာဆိုတော့အဲ့လို အဲ့လိုအနေအမှာဘုံလုံးကန်နေတဲ့လူတယောက်တော့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကတော်တော်ဝါသနာပါလို့ဟုတ်။ဒါတိယဟက်ဘစ်ကသူ့ရဲ့ဘုံလုံးပါ။ဟုတ်ပထမဟက်ဘစ်ကဘုံလုံးပါ။ဟုတ်။ဟုတ်ကဲ့။အဲ့ဒါသူ့ကသူဘယ်လိုကနေဘယ်လိုဖြစ်သွားလဲမသိဘူး။အဲ့ဒါကြတော့ဟောအေးပေါ့ကျွန်တော်ပထမဦးဆုံးဝါသနာပါတာကတော့ကျွန်တော်ဘုံလုံးကန်တာကတော့ဒါကျွန်တော်ဘဝမှာဝါသနာအပါဆုံးပေါ့နော်။ဒါအာကစားကိစ္စတွေပေါ့။အမမကျွန်တော်ဆယ်တန်းအောင်ပြီးတဲ့ခါကျမှ အဒီကျွန်တော်တို့တချင်း exam တွေနဲ့တချင်းဆိုတဲ့ဟာပေါ့နော်အဲ့မှာကျွန်တော်တချင်းကြီးရဲ့တချင်းဆိုရဲအဲ့ကျွန်တော်တကယ်တမ်းကိုယ့်ကိုယ်ထူးချွန်တယ်လို့သတ်မှတ်တာကတော့ဒီတေးဥဆောင်တဲ့ဘက်မှာပေါ့နော်ကျွန်တော်အဲ့လိုလေးသွားတွေ့ရပါဟုတ်ကျွန်တော်တို့ဒီ2000 2001ပတ်ချလေလောက်က1998 98ပတ်ချလေလောက်ကဘောလုံးလောကအခုအခုလိုမျိုးကျွန်တော် pro လောကမဟုတ်ဘူးခင်ဗျအဲ့တော့မိဘတွေကလည်းအဲတချို့မိဘတွေအနေနဲ့ဒန်းတူပေါ့နော်ကျွန်တော်မိဘတွေကလည်းဒီအားကစားကိုအဲ့လောက်ကြီးဟို မတ်မိုးဘေးကိုဆန္ဒမရှိကြဘူးဗျာဒါပေါ့ဒါအဖေရောအဖေကိုရိုင်းရတဲ့စပိန်သမားတယောက်ပေါ့ဆိုတော့အဲ့ပတ်မိုးဘေးကိုအဲ့လိုမျိုးဆန္ဒအရင်မရှိရဲ့အချိန်မှာမှကျွန်တော်ဒီဟိုကျွန်တော်ဆွေမျိုးတွေကလည်းအဆိုတော်မျိုးရိုးဖြစ်တော့သူတို့တွေကကျွန်တော်သူတို့ညီတွေကအကိုတွေကအကုန်လုံးပေါင်းပြီးတော့အဆိုတော်လုံးမယ်ဆိုတဲ့အချိန်မှာအဲပို့ပြီးတော့ကျွန်တော်ပတ်မိုးဘေးရဲ့သဘောဖြစ်တာပေါ့နော်ဆိုတော့ကျွန်တော်ကိုရိုင်းလည်းအဲ့ဒီကောင်ဘုံလုံးကန်တဲ့ထားထက်ဒီအဆိုတော် line ကိုအိဇမန်အနေနဲ့ရွေးချယ်ပြခဲ့တာပေါ့အချိန်ကဟုတ်အရန်သေးကြပါတယ် ရန်သေးကြပါရဲ့ကျွန်တော်အနည်းဆုံးအစိမ့်မြန်းမှမကန်တောင်မှကျွန်တော်ဒုတိယရန်တို့ဘာလို့မှကျွန်တော်ကျင်လည်နေတဲ့ကစားသမားတယောက်ဖြစ်ကိုဖြစ်မှာပါသေးကြပါရဲ့ဟုတ်ကမာရပြကျွန်တော်တို့တပတ်တစ်ခါလောက်ပေါ့နော်အနည်းဆုံးကုသငယ်ချင်းနေနဲ့ဒီကွင်းကြီးပေါ့နော်ကွင်းကြီးလေးကန်နိုင်အောင်နောက်တစ်ခါလေးလေးဖူစေလေးပါလေးကန်နိုင်အောင်တော့အဲဒီအသက်ရွယ်မှာဟိုကစားနိုင်တလို့ပေါ့နော် ကောင်းကောင်းလေးကစားနိုင်အောင် ကြိုးစားပါရယ်ဗျဟုတ်ကံပြစ်ပါရယ်ကျွန်တော်အသိသိရှိပါရယ်ဗျမိတ်ဆွေတွေနဲ့ဖွဲ့ထားတာဟုတ်ဟုတ် ော်လူငယ်တွေကတော့ခေတ်လူငယ်တွေအကုန်လုံးကတော့ကျွန်တော်တို့ထက်အကုန်အကုန်တိအကုန်တက်အကုန်နားလည်နေကြတဲ့အနေအထားတွေပါဆိုတော့အများကြီးတော့ပြောစရာမလိုတဲ့လူတွေပါလူငယ်တွေကလေတခုပါပဲဟောဒီကျမ်းမာကြီးနဲ့ပတ်သက်ပြီးတော့ဗောနော်အာအကစားကိုဟိုအဲ့လိုမျိုးကိုဝါသနာပါတဲ့အာကစားကိုလုပ်နေခြင်းကအဲကို့အတွက်တကယ်လက်ကြီးတစ်ပါးပါလို့ဘာလို့လဲဆိုတော့အဲကျမ်းမာကျမ်းမာကျမ်းမာနေမှာကိုလှုပ်ချင်တာကိုလှုပ်ခွင့်ရမယ်ကိုရှောက်ချင်တဲ့လမ်းကိုကောင်းကောင်းမွန်မွန်လေးပို့ပြီးတော့အားသခွန်ဆိုင်ရှောက်ခွင့်ရမယ်ဆိုတော့အာကစားလေးလောက်တာကျမ်းမာရုပ်ကြီးဆိုင်တာတော့အရေးအရန်ကြီးပါရဲ့လို့ပြောလိုပါတယ်ဗျာ